။သကြာမင်းကြီးကအရှင်ဘုရားခွင့်ပြုမယ်ဆိုရင်တပည့်တော်မေခွန်းနေမေးမရသေးပါဗျာ။ရှောက်တယ်။အဲဒီလိုရှောက်တဲ့အခါကျတော့မြတ်စွာဘုရားစိတ်ထဲရှိတာတွေမေးပါတဲ့မေးချင်ရမေးပါ။မေးသည်မြတန်တရားတွေကြင်အောင်သူဖြည့်ရှင်းပါမယ်လို့မြတ်စွာဘုရားကဒီလိုဟောတယ်။အဲ့လိုမြတ်စွာဘုရားကခွင့်ပြုလိုက်တာနဲ့တပြိုင်တည်းသူမေးတဲ့မေခွန်းကကမ္ဘာလောကကြီးကိုချုံမုံပြီးတော့ကြည့်တဲ့မေခွန်းမေခွန်းလေးတစ်ခုပဲ။ ဘုန်းကြီးတို့တွေနဲ့လည်းပတ်သက်တဲ့မိဟောတခုလောကလူတွေဟာလူတိုင်းလူတိုင်းဟာဘေးရန်အန္တရာယ်ကြီးကင်းကျင်ကြဒါသဘာဝပဲလောကလူတွေဟာဘေးရန်အန္တရာယ်ကင်းကျင်ကြတဲ့ယန္တုမရှိကျင်ကြဘူးချမ်းသာတာလာနေကျင်ကြတယ်သို့တော်ဘေးရန်အန္တရာယ်ကင်းလာဆိုမကင်းဘူးဘေးရန်အန္တရာယ်တွေနဲ့ခြုံရတယ်ယန္တုတွေပေါ်ကြအဲ့ဒါဘာကနောက်ဖွဲ့ထားလို့ဒီလိုဖြစ်ရတာလဲတဲ့ ။တရားမင်းနံပါတ်1မေးတဲ့မေးခွန်းကဟုတ်ကလားလောကလူတွေကတရားစဉ်းစားကြည့်လူတိုင်းလူတိုင်းရဲ့ဆန္ဒကဘာတော့ဆိုရင်ပေးရန်ကင်းညင်တယ်အန္တရာယ်ကင်းညင်တယ်နော်အပြစ်ဒဏ်တွေကင်းညင်တယ်ဒီလိုဒုက္ခဒုက္ခတွေကကင်းညင်တယ်ဒါပေမဲ့အဲ့လိုဆန္ဒရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာပေးရန်အန္တရာယ်ကင်းရမကင်းဘူးလောကလူတွေဟာပေးရန်အန္တရာယ်နဲ့မမြော်လင့်မဲနဲ့ဂျုံတွေးပြီးတော့နေကြတယ် ဲ့ဒါလို့ဖြစ်ရတာဟာဘယ်လိုအနောင်ဖွဲ့တယ်ဘယ်တရားကကိုယ်ပြမိုးထားလို့လဲဆိုတဲ့အပေကုံကိုမေးတယ်အဲ့ဒီမှာမြတ်စွာဘုရားကဘယ်လိုဖြေတော့လို့ဆိုရင်အိတာမစ္စရိယလို့ခေါ်တဲ့ဒီတရားနှစ်ခုကချုံနှောင်ထားလို့တဲ့အိတာမစ္စရိယတန်ရောစင်ဆိုတဲ့ဒီအနောင်အဖွဲ့ရှိနေလို့လောကမှာတတ္တဝါတွေဟာအန္တရာယ်ကင်းခြင်းပေမဲ့လို့ရန်ကင်းခြင်းပေမဲ့လို့ ဘေးရန်အန္တရာယ်ကြီးကင်းရင်ပဲပဲလို့ဘေးရန်အန္တရာယ်ကြီးနဲ့ကျုံးနေကြရတာတဲ့အိတ်တမစ္စရိယအဓိကပဲလို့မြတ်စွာဘုရားဒီလိုဖြေတယ်။ဘယ်မျိုးဆိုဘုရားဖြေတာနဲ့ကိုစဉ်းစားကြည့်။ဘုန်းကြီးတို့တွေမှာအိတ်တမစ္စရိယကင်းရင်လားမကင်းဘူးလားဆိုတော့ကိုယ့်ကိုစဉ်းစားကြည့်ဖို့နော်။လောကလူတွေဟာအိတ်တမစ္စရိယရှိသလားမရှိဘူးလားစဉ်းစားကြည့်ရအောင်။အိတ်တာဆိုတာသူများကြီးပွားတိုးတက်တာကိုမနာလို့မရှုစိတ်ဖြစ်တာအိတ်တာလို့ခေါ်တယ်။ အဲ့ဒီလိုမနာလို့မရှုစိတ်ဖြစ်လိုက်တာနဲ့တပြိုင်တည်းဒီဟာသူ့ရဲ့စိတ်ကိုလွှမ်းမိုးထားတာအဲ့ဒါလွှမ်းမိုးထားသူတော်ဘာရဲ့စီးစိမ်ကိုအမြဲတမ်းရှုတ်ချတယ်သူများရဲ့အောင်မြင်မှုကိုအကောင်းမပြောနိုင်ဘူးသူများကိုမချီးမွမ်းနိုင်ဘူးဂုဏ်မပြုနိုင်ဘူးအာမပေးနိုင်ဘူးအဲ့ဒါလိုဖြစ်တာဒါအဲ့ဒါရဲ့သဘောတရားလို့ပြောယူဆတယ်လို့အင်္ဂလိပ်လိုကြတော့ jealousy လို့ခေါ်တာပေါ့ jealousy အဲ့ဒီတဘာဝတရားစိတ်ကိုလွှမ်းမိုးထားတယ်တဲ့အဲ့ဒါကြောင့်မလို့လူတွေဟာအနေရဖြစ်ပြီးတော့နေကြတာအိဒါမအိဒါရာလွှမ်းမိုးနေမစ္စရိယဆိုတာကြတော့ကိုယ့်ရဲ့အောင်မြင်ကြီးပွားမှုကိုသူတို့ရားတွေနဲ့မဆက်ဆံလို့တာနှမျောတယ်ဝန်တိုတယ်ဆိုတာတချို့ကကိုယ့်ပစ္စည်းသူများမပေးချင်တာကိုတလောက်လောက်ပဲအောင်ပေးတယ်မဟုတ်ဘူးမစ္စရိယရဲ့သဘောကိုရထားတဲ့အခွင့်အရေးကိုသူများမရစေချင်ဘူး ကိုအောင်မြင်ကြီးွားတယ်လို့သူများအောင်မြင်ကြီးွားတာမကြိုက်ဘူးဒါမစ္စရိယရဲ့သဘောတည်း။ကိုနာမည်ကြီးရင်သူများကိုနာမည်မကြီးစေခြင်းဘူး။ကိုတိတဲ့ဟာတွေကိုသူများကိုညှတာပြီးတော့မပေးခြင်းဘူး။ကိုတိတာတွေကိုသူများကိုမတိစေခြင်းဘူး။ဆိုတဲ့လူတွေရဲ့ရှုပ်ဝှက်ချက်တွေပေါ့။မစ္စရိယဆိုတာမပြန့်မြူးနိုင်ဘူး။ကိုရထားတဲ့အခွင့်အရေးတခုကိုသူများမပေးနိုင်ဘူး။မပေးရုံနဲ့မကဘူးသူကရန်လုံးတယ်။ မစ္စရိယကဗာနဲ့လာတော့ဆိုရင်ဒေါသနဲ့တွဲလာဣဒ္ဓါကလည်းဒေါသနဲ့တွဲလာအဲ့တော့မစ္စရိယတို့ဣဒ္ဓါတို့ရဲ့နောက်ခွယ်မှာဒေါသဆိုတဲ့အမုန်းပါတယ်လို့ဒီလိုမှတ်သူကလောဘနဲ့တွဲတာမဟုတ်ဘူးဒေါသနဲ့ရှင်ပြီးတော့ဖြစ်တာလေဒေါသမပါတဲ့ဣဒ္ဓါဒေါသမပါတဲ့မစ္စရိယဆိုတာမရှိဘူးဒါပေမဲ့ဣဒ္ဓါမစ္စရိယဆိုတဲ့တဘာဝတရားဟာလူရဲ့တဏ္ဍာမှာဖြစ်လာပြီဆိုလို့ရှိရင်ကြည့်လေ များစည်းစိမ်ကိုယူဆတယ်စောင်းမြောင်းတယ်မချီးကျူးနိုင်ဘူးအတိမမပြုတ်နိုင်ဘူးဆိုလို့ရှိရင်ဘုရားဘက်သားကသူ့ကိုဘယ်လိုလုပ်ချင်တာအလိုလျောက်သူ့စိတ်ထဲကလည်းပဲရှံလုတဲ့သဘောဖြစ်တယ်ကိုမစ္စရိယကို အောင်မြင်ကြီးပွားနေတာကိုသူများကိုခွင့်မပြုနိုင်ဘူးကိုအောင်မြင်တာလို့သူများကိုမအောင်မြင်စေချင်ဘူးဆိုလို့ရှိရင်လေဘုရားဘက်သားကဘယ်လိုလုပ်ချင်တာဆရာရှင် ။ဒါကြောင့်မလို့ဒီအိတ်တန်မစ္စရိယဒီတရားနှစ်ခုဟာအမြဲတမ်းဒီကျင်းမြောင်းတဲ့စိတ်ဓာတ်တွေဖြစ်တယ်ပေါ့။ကျင်းမြောင်းတဲ့စိတ်နေသဘောထားတွေဖြစ်တယ်။အဲ့ဒီကျင်းမြောင်းတဲ့စိတ်နဲ့သဘောထားတွေရဲ့နှောက်ဖွဲ့မှုကိုခံထားရလို့တဲ့။လောကမှာရှိတဲ့တတ္တဝါတွေလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်ဒီဒီတတ္တဝါပဲဖြစ်ဖြစ်အိဒါမစ္စရိယရှိနေသည့်အတွက်ကြောင့်တဲ့မြတ်စွာဘုရား ရန်ကင်းခြင်းပေမဲ့လို့ရန်မကင်းကြဘူးတဲ့လူတွေမှာချမ်းသာခြင်းပေမဲ့လို့ချမ်းသာမှုနဲ့မတွေ့ကြဘူးဘေးရန်အန္တရာယ်ကင်းခြင်းပေမဲ့လို့ဘေးရန်အန္တရာယ်တွေမကင်းကြဘူးဒီအဖြေကိုဖြေတာအဲ့ဒါမစ္စရိယကိုအဓိကထားပြီးတော့မြတ်စွာဘုရားအဖြေတယ်အဲ့ဒီအဲ့ဒါမစ္စရိယဆိုတာပုရုဇဉ်ရဲ့စိတ်ကိုတော်တော်လွှမ်းမိုးနိုင်တယ်ပေါ့တော်တော်လွှမ်းမိုးနိုင်ဘာလို့လဲဆိုရင် ဒေါသနဲ့ရှင်တွဲပြီးတော့နာတဲ့ဒီတဘာဝတရားနှစ်ခုဟာဆိုအားလို့လူတယောက်ကြီးပွားတာဟိုမူရိဒာမထားနိုင်လို့ရှိရင်အိဒါဖြစ်လာတယ်အိဒါဖြစ်လို့အဲ့တော့အိဒါဒီဘသူရဲ့ဆန့်ကျင်ဘက်ဖြစ်လာတော့ဆိုမူရိဒာတရားရဲ့ဆန့်ကျင်ဘက်ဖြစ်လာတယ်ပေါ့အဲ့တော့မူရိဒာထားနိုင်ရင်ထားမထားနိုင်လို့ရှိရင်အိဒါရဲ့လွှမ်းမိုးမှုကိုခံရတယ်ဟောမစ္စရိယဆိုတာလည်းပဲအမတန်မှကျင်းပြောင်းတဲ့စိတ်ဓာတ်ငါသာ အောင်မြင်နေတယ်ငါသာကြီးပွားခြင်းနဲ့ငါဟာကိုလာမချိနေဆိုတဲ့ချင်းမြောင်းတဲ့စိတ်ဓာတ်သဘောမျိုးမစ္စရိယဆိုရှင်တရိစ္ဆာန်လေးတွေဆိုဘလောက်ထင်ရှားလို့မစ္စရိယကြောင်လေးတကောင်ကြွက်ကလေးပါးစပ်ထဲရောက်ရင်သူ့နားမှာဒီပြင်အကောင်မရှိဘဲလို့ဟိနေတာသူကเนาะမှန်ဖီးနေတာအဲ့ဒါဘာသဘောရောဆိုလို့ရှင်သူ့စာကိုလာမချိနေလို့သူကသိမ့်ပိုက်လိုက်တာဟိုးသိမ့်ပိုက်ပြီးတော့ဂျန်တဲ့အကောင်လေးကိုရန်လုံးတော့တာ ဲ့ဒါဟာမစ္စရိယနဲ့ဒေါသတွဲလာတဲ့သဘောပဲမေတ္တာမှထင်ရှားတဲ့ပုံလူတွေမှာလည်းအဲ့ဒီသဘောပဲလူတွေမှာလည်းအဲ့ဒီသဘောရှိတာအဲ့ဒါကြောင့်မလို့ဒီအိတ်တမစ္စရိယဆိုတဲ့သဘာဝတရားနှစ်ခုဟာလူတွေရဲ့စိတ်နှလုံးထဲမှာလွန်မှုချုပ်ကင်ထားပြီးဆိုလို့ရှိရင်တတ္တဝါတွေအားလုံးရဲ့နှလုံးထဲမှာလွန်မှုချုပ်ကင်ထားပြီးလူတွေတော်မဟုတ်ဘူးအိတ်တမစ္စရိယတိရိစ္ဆာန်တွေမှာလည်းအမှန်တရားတာပဲပေါ့ เนาะတိရစ္ဆာန်တွေပါလည်းပဲဒီအိဒါမစ္စရိယရှိတာကိုရဲသာသွားရင်မနာလိုဘူးအင်မတန်မသိတာတဲ့တိရစ္ဆာန်တွေအကြောင်းကိုလေးလာကြည့်ရင်လည်းအိဒါတွေလွန်မိုးနေတာမစ္စရိယလွန်မိုးနေတာတွေအင်မတန်မတွေ့ရတယ်အဲ့ဒါလို့အိဒါမစ္စရိယတွေလွန်မိုးကြီးစိုးနေသည့်အတွက်ကြောင့် အန်ဒီယကင်းလို့ရန်ကင်းလို့ပြီမယ်လို့အန်ဒီယကင်းချင်းရန်ကင်းချင်းဆိုတဲ့အကျိုးကျေးဇူးကိုမရကြတာမရကြဘူးတဲ့ဒီအိဒါမစ္စရိယကြောင့်ဒီလိုဖြစ်ရတယ်လို့မြတ်စွာဘုရားဟောတယ်။အဲဒီလိုဟောတဲ့အခါကျတော့တရားမင်းကြီးကထပ်မေးတယ်။အရှင်ဘုရားရဲ့အိဒါမစ္စရိယကဘာကြောင့်ဖြစ်ရတာလဲ။ဆိုတော့မြတ်စွာဘုရားဖြေတယ်။အိဒါမစ္စရိယကတခြားကြောင့်ဖြစ်တာမဟုတ်ဘူးတဲ့။ချစ်ချင်းမုန်းချင်းဆိုတဲ့ဒီနှမျိုးကြောင့်ဖြစ်တာ။ တတဝါကိုဖြစ်စေသင်္ခါရကိုဖြစ်စေတတဝါဆိုတာသက်ရှိသင်္ခါရဆိုတာသက်မဲ့သက်မဲ့ပစ္စည်းပေါ်မှာပဲဖြစ်စေသက်ရှိပစ္စည်းပေါ်မှာပဲသက်ရှိပေါ်မှာပဲဖြစ်စေသက်မဲ့ပေါ်မှာဖြစ်စေနော်လူတွေကချစ်တယ်ဆိုတာသက်ရှိကိုလည်းချစ်တယ်သက်မဲ့ကိုလည်းချစ်တယ်ပြတ်တာတယ်နှစ်သက်တယ်မုန်းတယ်ဆိုတဲ့နေရာမှာလည်းပဲသက်ရှိကိုလည်းမုန်းတယ်သက်မဲ့ကိုလည်းမုန်းတယ် ဒီလိုနှမျိုးเนาะအဲ့တော့ချစ်ချင်းမုန်းခြင်းဆိုတဲ့လူတွေရဲ့တဏ္ဍာမှာဒီလိုခွဲခြားပြီးတော့နေတဲ့စိတ်ရှိသည့်အတွက်ကြောင့်ဣဒ္ဓမေစရိယဆိုတာဖြစ်လာတာဣဒ္ဓမေစရိယဆိုတာဖြစ်လာတယ်။အဲ့ဒီချစ်ခင်ချင်းမုန်းတီးခြင်းဆိုတဲ့ဒီသဘာဝတရားတွေဟာလူတွေရဲ့နှလုံးသားထဲမှာမရှိဘူးဆိုလို့ရှိရင်ဣဒ္ဓနဲ့မေစရိယဖြစ်မလာဘူးတဲ့ပြောဆိုမြတ်အဲ့ဒီနှစ်ခုကြောင့်မို့လို့ဖြစ်လာရတယ်လို့ တရားမင်းကြီးရဲ့မိခွန်းတွေကိုအခုလိုဖြေတာ